ဒီဆိုင်ကြီးကတော့ Wallian View ရဲ့ Rainbow Streets ညစေးတန်းဒီမှာကျွန်တော်တို့ရှိရပါတော့ဒီလမ်းလေးကကျွန်တော်တို့ bus ကားနဲ့လာမယ်ဆိုရင်301ကားကိုစီးပြီးတော့ကျုံဝါ road ဆိုတဲ့ဒီမှတ်တိုင်မှာဆင်းရင်ဒီ Rainbow လမ်းလေးကိုကျွန်တော်တို့အဲ့ဒါတကူရှာဖွေတွေ့ရှိပါတယ်။ဆိုင်လေးကတော့ကျင်းပါတယ်ဒါပေမဲ့လည်းလူအရန်ကြပါတယ်ဒီဆိုင်လေးကအဲ့နေရာဒီမှာနေပဲကြီးပါတယ်။ သူ့ရဲ့ကော်ရီခေါဆွဲနဲ့ကျွန်တော်တို့ရှောင်းလုံးပေါင်းပေါက်စီပြီးပေါ့အဲ့ကောင်လေးကတော်တူရဲ့ signature လေးပါအဲ့ဒါလေးကိုကျွန်တော်တို့လာစားတာပါဈေးကလည်းကျွန်တော်တို့တန်းပါတယ်ဆိုကျွန်တော်တို့တော်တော်လေးတန်းစီလိုက်ရတယ်ပေါ့နော်။ဆိုင်းရကျင်းတဲ့အတွက် ကျွန်တော်တို့ကဒီထွက်တဲ့သူရှိမှကျွန်တော်တို့ဒီဝင်လို့ရတယ်ပေါ့နော်။ အပေါ်တက်အောက်တက်ရှိပြီမဲ့သူတို့အပေါ်တက်ကိုတော့ကျွန်တော်တို့ပေးမစားပေါ့နော်အောက်ထက်မှာပဲကျွန်တော်စားရတယ်။ဆိုင်ဝင်လာပြီဆိုရင်ကျွန်တော် scan ရှိတယ်။ဒီ scan လေးကိုဖတ်လိုက်မယ်ပေါ့နော်။ဖုန်းထဲမှာဖတ်လိုက်ရင်ကျွန်တော် menu လေးကိုစားချင်တာလေးကျွန်တော်မှာလို့ရတယ်။ ျွန်တော်ကအစားပြေပဲစားမှာဖြစ်တဲ့အတွက်ပေါ့ကျွန်တော်ကျွန်တော်တို့ခေါက်ဆွဲတပွဲကိုကျွန်တော်နေရာကိုစားဖို့မှာလိုက်တယ်။ပြီးတော့သူ့ဆိုင်ရဲ့နာမည်ကြီးတဲ့ဒီရှောင်းလုံးပေါင်းပေါက်စီလေးကိုကျွန်တော်တို့မှာတယ်။ right ဖတ်ထုတ်ပေါင်းကျွန်တော်တို့မှာတယ်ပေါ့နော်။အဲ့ဒါလေးကျွန်တော်စားတယ်။ပြီးတော့ကျွန်တော်တို့ပါလဲဆိုတော့ပဲနူပေါ့။ထိုင်ဝမ်လူတွေကကျွန်တော်ပဲနူတောက်တာများကြတယ်ပေါ့နော်။အဲ့တော့ကျွန်တော်ပဲနူတစ်ခွက်မှာလိုက်တယ်။ချိုချိုလေးကျွန်တော်မှာလိုက်တယ်ပေါ့။အဲ့ဒါလေးမှာလေးကျွန်တော်တို့ထိုင်ပြီးတော့စောင့်နေရပေါ့။ဒါလေးက ဒါဆိုင်ရဲ့ဒီအတွင်းပိုင်းလေးကိုကျွန်တော်လုပ်ပါလေဆိုတော့ပြနေအောင်အဲ့တော့မှားထားတာလေးကျွန်တော်ရှောက်လာပါပြီအဲ့တော့ရှောက်လုံးပေါင်းပေါင်းစီတယောက်တစ်လုံးရဲ့ဖတ်တုံးတစ်ပေါင်းရင်းကျွန်တော်မှားထားတယ်အဘူလူးလူးလေးပေါ့ကျွန်တော်တို့ draft ဒါလာချပါသေးတယ်နောက်တစ်ခုကကျတော့ကျွန်တော်ဒီမှာဒီခေါက်ဆွဲပေါ့နော်ခေါက်ဆွဲကျွန်တော်ကိုယ်ရင်ခေါက်ဆွဲဒါလေးကကျတော့ကျွန်တော်လုပ်တာပါလေဆိုတော့ပဲနုပဲနုကကျွန်တော်တောက်လို့ကောင်းတယ်ကြိုက်တယ်ပေါ့နော်သူတို့ကိုယ်တိုင်းလက်ဟိုကကြိတ်ပြီးတော့လုပ်တာဆိုတော့ ဟိုကောင်းတယ်ကျွန်တော်ကြိုက်တယ်ဗောနော်ပဲနှမ်းကတော့ပါတာဗောပဲစိနှမ်းကြီးကတော့ရှိတယ်ကျွန်တော်မပါဘူးပြအဲ့ဒါဖတ်ထုတ်လို့ကျွန်တော်ဒါပဲကပြာကြီးလေးနဲ့ကျွန်တော်တူစားတာဗောနော်ကောင်းပါလေစားလို့အရင်ကောင်းတယ်ရတာလေအဲပါလေဆိုတော့ထိုင်ဝမ်လူများစုကတော့ရတာအပေါ်ပဲစားကြတာပေါ့နော်အဆင်ပြေပါလေကျွန်တော်အတွက်ကတော့ဒါလေးကပါလေဆိုရင်ကော်ရီခေါက်ဆွဲလေးပါအဲ့တော့ သူရဲ့အရေးကကျွန်တော်တို့ပါလဲဆိုတော့ပေါ်တယ်ဒီထဲထဲမှာဘာတွေပါလဲဆိုတော့ကျွန်တော်ရမို့ပါတယ်ခေါက်ဆွဲပေးပြပြီးသွားမလားဦးညီကျွန်တော်တို့ပြီးသွားတော့ဝတာအမြင်လေးပေါ့နော်ဝတာတုံးလေးအဲ့လိုမျိုးပါတယ်သူကပူပူနွိနွိလာချပေးထားတာဖြစ်တဲ့အတွက်ပေါ့နော်အဲ့လိုရှူရှူရှက်ရှက်အလိုစားတာပေါ့နော်ပူတဲ့အတော့ပေါ့နော်အဲ့တော့မြုပ်တီးလို့ပါလို့ပါကြောက်ကိုထည့်စားလိုက်ရပါတယ် အားလုံးစားပြီးတောက်ပြီးတော့ကျွန်တော်တို့ညာစည်းတန်းလေးကိုကျွန်တော်တို့ပတ်ပြီးတော့ကြည်ခဲ့ပါတယ်အဲ့တော့ဒါလေးက Wally New ရဲ့ Rainbow Street ဒီပါ Wally ရောင်းရင်တော့ဒီ Rainbow Street ညာစည်းတန်းလေးလာကြည့်ပါလို့